မန္တရပြိတက်များမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်ခန္ဓာကတော့ Oreo feature ဆိုတဲ့မန္တရ pocket အစီအစဉ်ပဲဖြစ်ပါတယ်မန္တရမှာဖော်ပြခဲ့တဲ့အဆောင်ပါတွေကိုအတန်ဆောင်ပါအဖြစ်ပြန်လည်တင်ဆက်ပေးတာလည်းဖြစ်ပါတယ်ဒီကနေ့ပြန်လည်ဖက်ပြပေးမယ့်အဆောင်ပါတစ်ပုဒ်ကတော့အမ်မြို့မှာလွတ်မြောက်လာသူတအူပြောပြသည့်အမ်မြို့ကြာဆုံးခြင်းဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ပဲဖြစ်ပြီးလက်သွေးကပြန်လည်ဖက်ပြပေးသွားမှာလည်းဖြစ်ပါတယ်ရှင်ရခိုင်ပြည်မှာအရခတက်တော်နဲ့စစ်ကောင်စီကြား 2023နိုဝင်ဘာ17ရက်ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါအခုဆိုရင်အေအေကရခိုင်ပြည်နယ်မှာမြို့နယ်18မြို့နယ်ရှိတဲ့အထက်ချင်းပြည်နယ်ပလဝါမြို့နယ်ရခိုင်ပြည်အတွင်းကမြို့17မြို့ကိုတင်ပိုက်ခဲ့ပြီးလဲဖြစ်ပါတယ်အခုထပ်မံတင်ပိုက်ထားတဲ့အမ်မြို့ဟာအေအေတင်ပိုက်ခဲ့တဲ့14ခုမြောက်မြို့ပါအေအေကအမ်မြို့ကိုတင်နိုင်မှုဘာတွေပြင်ဆင်ခဲ့သလဲဘလိုတွေစနစ်တကျအတိုက်ခိုက်တင်ပိုက်ခဲ့သလဲစစ်ကောင်စီတပ်တွေဘလို့မရှုမလရှုံးနေခဲ့တဲ့လဲနဲ့ ဒေတာကန်ပြည်သူတွေကရောစစ်ပွဲတွေကြားကနေဘလို့လွတ်မြောက်အောင်ထွက်ပြေးလာကြတလဲဆိုတာတွေကိုစောင်းမားရဲမှာနာစင်ကြည့်ကြပါအောင်ရှင်။ကိုဝင်းခိုင်ဟာ ပေါက်တော်ဇာတိပါ။အမ်းမြုပ်ကိုသူ့တက်30ရွယ်မှာရောက်ခဲ့ပါတယ်။စစ်တပ်တိုင်းဝိုင်းနဲ့မွေးဖွားချီးပြင်းခဲ့တဲ့သူဖြစ်တဲ့လျောက်အမ်းမြုပ်ကိုရောက်တဲ့အခါမှာလဲစစ်တပ်တိုင်းဝိုင်းထဲမှာသာသူကျင်လည်ခဲ့တယ်။အရခတတော်အေးအေးဟာ အမ်းမြိုခြေဆိုင်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘာခကို2024ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာတင်ပိုက်ခဲ့ပါတယ်။နဘာခဟာအာဒကားတက်တော်အေအေလက်မှာ မရှုမလားကြာရှုံးခဲ့တာကိုကိုဝင်းခိုင်တယောက်မျက်ဝါးထင်ထင်မြင်ခဲ့ရတာပါ။အမ်းမြိုကို အာဒကားတက်တော်ခြိတက်တိုက်ခိုက်လာရင် ပြန်မခုခံပဲထွက်ပြေးမယ်လို့ကြံရွယ်ထားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူမိတ်ဆွေတငယ်ချင်းတွေ အားလုံးဒီပါတည်ဆုံခဲ့ရပါတယ်။ ေကထုတ်ပြန်ခဲ့တဲ့စစ်တုံပန်းရုပ်တံမှတ်တမ်းတွေကတူတီမိတ်ဆွေတချို့ကိုကြည်ရင်ဒူးချင်းရဲ့အကြောင်းတွေကိုကိုဝင်းခိုင်ကပြန်ရှင်းပြပါတယ်။ဒူးထောက်ထိုင်နေကြတဲ့စစ်ကောင်စီစစ်တုံပန်းတွေထဲမှာအရက်ထောင်းထောင်းမောင်းမောင်းနဲ့နိုင်ငံသားပုံပေါက်နေသူကိုကြည်ပြီးသူကရိုးပါတကူလေးစစ်တပ်ကဗိုလ်ကြီးတို့ကိုဝင်းခိုင်ကဆိုပါတယ်။ဘန်ကာကင်းစကန်နဲ့ကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတို့ကို အေကစနိုက်ပါနဲ့ပြစ်ခတ်ရှင်းလင်းတဲ့ရုပ်တံမှတ်တမ်းကိုကြည်ရင် တည်ဆုံသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲဘော်ရဲ့နာမည်ကိုသူကပြောပြတယ်။ကိုဝင်းခိုင်ဟာစစ်သားလည်းမဟုတ်အစိုးရဝန်ထမ်းလည်းမဟုတ်နိုင်ငံရေးလည်းစိတ်ဝင်စားတဲ့ရိုးရိုးတာမန်အယက်သားတဦးမျှတာပါ။သူကိုပိုင်လုပ်ငန်းတစ်ခုနဲ့အခုသက်60အရွယ်ထိစစ်တပ်အတိုင်းဝိုင်းကြားမှာကြီးပြင်းခဲ့သူပါ။သူနေထိုင်ရာအမ်းမြို့ရှိစင်တိုးကျေးရွာဟာနမခရုံနယ်လည်းနေသလိုအမြောက်တပ်နယ်လည်းလမ်းတစ်ခုသာချပါတယ်။ဒါကြောင့်ကိုဝင်းခိုင်ဟာ နဘာခါရဲ့နေဝင်ချိန်ကိုအနီးကပ်မြင်ကွင်းရခဲ့ရသူတယောက်ပါနဘာခါရဲ့ပြတ်သုံးမှုဟာသူ့အယုံနဲ့ထင်ကျန်နေစေဖြစ်ပါတယ်စစ်ဌာနချုပ်ကြီးတစ်ခုလုံးနေချင်းညာချင်းအလွယ်တကူမရှုမလှပျက်စီးဆုံးရှုံးလိမ့်မယ်လို့ကိုဝင်းခိုင် လုံးဝထင်မှားခဲ့ပါဘူးရခိုင်ပြည်မှာအာရခတပ်တော်နဲ့စစ်ကောင်စီကြား2023ခုနှစ်နိုဝင်ဘာ23ရက်ကနေစတင်ပြီးတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်အေးဟာ ချင်းပြည်နယ်ပလောဝမြို့နယ်ရခိုင်ပြည်နယ်အတွင်းကပေါတော်မင်းများမြောက်ဦးကြောက်တော်မြေပုံ ပုံနှကျွန်းရံပြေရတိတောင်ဘူဒီတောင်တန်တွဲတောင်ကုတ်မောင်တော်စတဲ့မြို့နယ်73ခုကိုသိမ်းပိုက်ထားပါတယ်။အမ်းမြို့ဟာအေးသိမ်းပိုက်ခဲ့တဲ့14ခုမြောက်မြို့နယ်ပါ။အေးဟာအမ်းမြို့နယ်အတွင်း2024ခုနှစ်မလကစပြီးထိုးစစ်တွေစတင်ဆင်နွှဲခဲ့တာပါ။ အမ်းမြို့နောက်ဘက်-၁၀၀ရန်ကုန်စစ်တွေကားလမ်းကြီးကစစ်ကောင်စီရဲ့တောင်းရင်တောင်ဘူဟာဂုံးကိုအေအေကမလာ၂၄ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအေဘီနောက်ဆုံးပတ်တဲ့ပြီးသက်သိမ်းပိုက်ခဲ့ရပါဗါတယ်။အဲ့ဒီထိုင်ဘူဟာဂုံးဟာနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အဓိကဘူဟာစကန်ကြီးတစ်ခုလည်းဖြစ်ပါဗါတယ်။အဲ့ဒီနောက်အမ်းမြို့မှာကိုမိုင်ခန့်အကွာမှာရှိတဲ့မဲတောင်ဘူဟာဂုံးစကန်ကိုလည်း အေကအောက်တိုဘာပထမပတ်ထဲမှာထပ်မံတင်ပိုက်ခဲ့ပြန်ပါတယ်။မဲတောင်တင်ပိုက်ခံရမှုဟာနဘခအတွက်အကြီးမားဆုံးချင်းချောက်မှုတစ်ခုပဲဖြစ်ပါတယ်။2024ခုနှစ်အောက်တိုဘာလထဲမှာအမ်းမြူနီကို အာရခတတ်တော်အေအဖွဲ့ချင်းကပ်လာတဲ့အခါတောင်သူလယ်သမားတွေပျောက်ဆုံးတာတွေဖြစ်လာပါတယ်။ပျောက်ဆုံးသူတွေကိုလိုက်ရှာကြတဲ့အခါအဲ့ဒီလူတွေပါထပ်ပျောက်တာမျိုးတွေဖြစ်ခဲ့တယ်။အေဟာ သူ့ရဲ့စည်ရေးလှုပ်ရှားမှုသတင်းတွေမပေါက်ကြအောင် အမ်းမျိုးကို တဖြည်းဖြည်းချင်းကပ်လာခဲ့ပုံကို ကိုဝင်းခန့်ကပြန်ရှင်းပြတာပါတော်ဟိန်မဲတောင်စတဲ့စစ်ကောင်စီရဲ့ viewer ကုန်းစကန်တွေကိုကျော်လွန်ပြီးအမ်းမျိုးအနီးကိုအေးချင်းကပ်လာတဲ့အခါစစ်ကောင်စီဘက်ကလည်းအမ်းမျိုးပေါ်မှာစည်ရေးပြင်ဆင်မှုတွေလုပ်လာကြပါတယ်အမ်းမျိုးဘော်ကနဘခယုံပါဝင် တရင်စခန်းတွေမှာဘန်ကာရီဆောက်လုပ်ကြပါတယ် ကရုတ်ချင်းတွေဆက်သွယ်ရေးမြောင်းနေတူးကြတယ်တရင်စကန်နီးတဝိုက်နဲ့အေးတက်လာနိုင်တဲ့နေရာတွေမှာမြေမြုံမိုင်းတွေလည်းထောင်ထားကြပါတယ်အများပြည်သူတွေတွာလာတဲ့နေရာတွေမှာမိုင်းထောင်ထားပါကလည်းမိုင်းရှိတယ်ဆိုတဲ့စိုင်းပုတ်တွေတက်ဆင်ထားကြတယ်လို့ကိုဝင်းခိုင်က ဆိုပါတယ်နဘခယုံနီးမှာလည်းစစ်ကောင်စီကလက်နက်ကြီးတွေ တက်ဆင်ထားတယ်မီဇိုင်းတင်ကားတွေကိုရပ်တန့်ထားပြီးပိုက်ကွန်တွေနဲ့ဖုံးအုပ်ထားတယ် တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့စစ်ကောင်စီကအဲ့ဒီလက်နက်ကြီးတွေကိုမကြာခဏပစ်ခတ်လေးရှိပါတယ်။ကိုဝင်းခိုင်ကိုတိုင်လည်းအဲ့ဒီစစ်လက်နက်ကြီးတွေတက်ဆင်ထားတဲ့နေရာတွေကို အနီးကပ်သွားကြည့်ခဲ့ဘူးလေ။ရခိုင်ပြည်ကတခြားမြို့တွေမှာအေကအောင်ပွဲတွေဆင်နိုင်ခဲ့ပေမဲ့တရင်တပ်ဖွဲ့နဲ့စခန်းတွေရှိတဲ့အမ်းမြို့ကိုတိမ့်ပိုက်နိုင်လိမ့်မယ်လို့ကိုဝင်းခိုင်မထင်ထားခဲ့မိပါဘူး။ဒီလိုလက်နက်ကြီးတွေကိုတွေ့မြင်ထားတဲ့အတွက်လဲ သူယုံကြည်ချက်ကပုံမှုခိုင်မာနေပါတယ်ဒါကြောင့်ကိုဝင်းခိုင်ပါဝင် အမ်းမြို့ကံတွေလဲအေရဲ့ထိုးစစ်ဟာဒီတိုင်းပြီးသွားလိမ့်မယ်လို့ထင်ထားခဲ့ကြပါတယ်ဒီနေရာမှာကိုဝင်းခိုင်တခုတတိထားမိတာက အမ်းမြို့အနီးကို အာရခတတ်တော်တဖြည်းဖြည်းချင်းကပ်လာတဲ့အခါအမ်းမြို့ကစစ်ကောင်စီတပ်အတိုင်းဝိုင်းဘက်ကပြန်တိုက်ဖို့စိတ်ဆန္ဒမရှိတာပါပဲ။ အဲ့ဒီအကြောင်းကိုပေါ်ပေါ်တင်တင်ပြောဆိုတာမျိုးမရှိပေမဲ့ရင်းနှီးတဲ့မိတ်ဆွေတွေချင်းချင်းကြားမှာပြောဆိုတတ်ကြပါတယ်။အဲ့ဒီလိုစစ်တိုက်ချင်းစိတ်မရှိတာဟာလူတရားမှာ90လောက်ဖြစ်နေကြတာလို့ကိုဝင်းခိုင်ကခံမှန်းပါတယ်။အဲ့ဒီလူတွေထဲမှာကိုဝင်းခိုင်ရဲ့အတိမိတ်ဆွေတွေလည်းပါကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာထွက်ပြေးလို့မရခဲ့ပါဘူး။စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင်တွေထွက်ပြေးလို့မရအောင် လုံခြုံရေးတွေချထားတာပါ။ တယင်းနေတဲ့ကပြင်ကိုထွက်ခွင့်မပေးဘူးဒါကြောင့်လဲကိုဝင်းခိုင်ရဲ့မိษွေတွေအသက်ဘေးကမလွတ်မြောက်ခဲ့တာပါ အမ်းမျိုးနီးစစ်တွေရန်ကုန်ကားလမ်းတစ်ဘေးရှိကန်းကောထရောင်တိုက်ပွဲမှာလဲစစ်ကောင်စီဘက်ကအကြဆုံးများခဲ့ပါတယ်အဲ့ဒီတိုက်ပွဲကထွက်ပြေးလွတ်မြောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲဘော်တူရဲ့ပြောကြားချက်အရဆိုရင်စစ်ကောင်စီဘက်ကအယောက်60လောက်တောင်တေဆုံးခဲ့တာပါ စစ်တွေရန်ကုန်ကားလမ်းမတစ်လျှောက်ကစစ်ကောင်စီရဲ့ဗျူဟာကုန်းတွေကျသွားတဲ့အခါအာတခစစ်သားတွေဟာအမ်းမြို့နမ္ဘခနဲ့တမိုင်ကွာကို ရောက်လာခဲ့ကြတယ်။အဲ့ဒီချိန်မှာအေဟာအမ်းမြို့တမြို့လုံးကိုဝိုင်းထားပြီးဖြစ်တယ်လို့အမ်းမြို့ပေါ်မှာလည်းစိတ်ဝင်ရောက်ရှိနေပါပြီ။နမ္ဘခရုံထဲကနေအမ်းမြို့နီးဝင်းကျင်ကိုစစ်ကောင်စီကလက်နက်ကြီးတွေမီဆိုင်းတုံးရန်တမ်းပစ်ခတ်တာတွေမကြာခဏလှုပ်လေရှိပေမဲ့ ကိုဝင်းခိုင်ရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်တာမျိုးမရှိပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာစစ်ကောင်စီကအဲ့ဒီလိုပစ်လိုက်တာနဲ့အဲ့ဒီပစ်တဲ့နေရာကို A ကတံပြန်ပစ်ခတ်တာမျိုးလုပ်လာပါတယ်။အဲ့ဒီခါမှာတော့နဘာခစစ်ယုံနီးမှနေထိုင်တဲ့ကိုဝင်းခိုင်စိတ်ထဲမှာစိုးရိမ်စိတ်တွေဝင်လာပါတော့တယ်။ပြီးတော့နဘာခတိုင်းမှုအိမ်မှာအဆောင်ကျနေတဲ့သူ့မိတ်ဆွေစစ်သားတယောက်ဆိုရင်မနှစ်ပိုင်းကဈေးမှာစားနောက်နေကြသေးတယ်။ညနေ3:00လောက်မှာတော့ ရှော့တိုက်တုံးထိမှန်ပြီးသူတေဆုံးသွားခဲ့ရပါတယ်။သူကြားသိခဲ့ရတဲ့ A ရဲ့နီးဗျူဟာတစ်ခုက A တသားရီဟာအင်အားနှဲငယ်သာရှိပြီးအမ်းမြို့အနှံ့မှာပုန်းခိုနေကြတာပါ။တခါတည်းရန်အချင်းချင်းပြစ်ခတ်တံတွေပြုတ်လုတဲ့စစ်ကောင်စီဘက်ကပြစ်ခတ်မှုဖြစ်တဲ့နေရာကိုစစ်ကြောင်းထွက်သွားတဲ့အခါအဲ့ဒီစစ်ကြောင်းကို A ရဲ့စနိုက်ပါသမားတွေကဝိုင်းဝန်းပြစ်ခတ်ချေမုန်းတဲ့နီလန်းကိုအုံပြုခဲ့တယ်လို့ကိုဝင်းခိုင်ကဆိုပါတယ်။ အေးဟာအမ်းမျိုးရဲ့နဘခယုံကိုမသိမ့်ပိုက်ခင်ကတည်းကပင်အမ်းမျိုးဘော်ကတန်ရင်းနေတဲ့နီးတဝိုက်မှာ စနိုက်ပါသမားတွေနဲ့ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်းအဲ့ခြေနေကိုတည်နေကြတယ်ဒါကြောင့်တပ်ပြင်ကိုမထွက်ရဲကြဘူးအမ်းမျိုးကတန်ရင်းနေဝိုင်းရံပိတ်ဆို့ခံထားရတဲ့အချိန်မကွေးဘက်ကနေစစ်ကောင်စီရဲ့စစ်ကူတွေပို့ပေးကြတယ်ဒါပေမဲ့အေကစစ်ကြောင်းဖြတ်တောက်ထားတာကြောင့်စစ်ကောင်စီရင်နန်းတွေဟာ အမ်းမျိုးမရောက်ခင်ရခိုင်ရိုးမဘော်ကစင်ခုံတိုင်ရွာကနေကြံခီးကို ခြေလင်းခြစ်တက်ကခြေလင်းခြစ်တက်ရလမ်းလျှောက်မှာတော့စစ်ကောင်စီတပ်သားတွေဟာအေးရဲ့ခြေမုံချင်းကို ခံရပြီး အမ်းမျိုးထိရောက်မလာကြဘူးလို့ကိုဝင်းခိုင်ကပြောပါတယ်အမ်းမျိုးဘော်ကတယွန်းနေရာအေးရဲ့ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ချိန်စစ်ကောင်စီဟာသူ့ရဲ့တယင်းနေထံ ရိတ်ခါလက်နက်ခဲယမ်းတွေကိုလေချောင်းကနေတဆင့်ပို့ပေးပါတယ်။အမ်းမြို့ဘော်ကိုလေရင်ရဟတ်ရင်တွေနဲ့လာရောက်ပြီးလက်နက်ရိတ်ခါခြာပေးတဲ့အခါဖြစ်စေဘုံကျဲတဲ့အခါဖြစ်စေမြေပြင်ကတပ်ဖွဲ့ဝင်တွေကအနီးပတ်ဝန်းကျင်ကိုလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ကလမ်းကြောင်းရှင်းပေးလေးရှိပါတယ်။သူတို့ရဲ့အဲ့လိုရန်တမ်းပစ်ခတ်တာတွေကြောင့်ကိုဝင်းခိုင်တယောက်တနက်ထိမှန်ခဲ့ရပါသေးတယ်။အဲ့ဒီချိန်ကကိုဝင်းခိုင်ဟာသူနေထိုင်ရာဆင်တိုးကျေးရွာကနေ အောက်ရွာဘက်ကိုပြောင်းရွှေ့နေထိုင်တဲ့အချိန်မှာအမြောက်တပ်နဲ့နဘခယုံအနီးကစင်တူးကျေးရွာမှာလုံခြုံမှုမရှိတော့ဘူးလို့ခံစားလာရတဲ့အတွက်နိုမာလာဇန်ပိုင်းမှာကိုဝင်းခိုင်ဟာအောက်ရွာကို ပြောင်းရွှေ့ခဲ့တာပါ အင်ဂျီ190ခန်းရှိတဲ့စင်တူးရွာနဲ့အင်ဂျီ200ခန်းရှိတဲ့အောက်ရွာဟာချောင်းတစ်ခုသာခြားပြီးတမိုင်ကျော်ဝေးပါတယ်ကိုဝင်းခိုင်ဟာအောက်ရွာမှာပျက်စီးတွေ ရွှေပြောင်းလုံနေတဲ့ချိန်လေရင်လာတာကြောင့် မြေပြင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတနက်တွင်နဲ့အနီးပတ်ဝန်းကျင်ကို ရန်တမ်းပစ်ခတ်ကာလမ်းကြောင်းရှင်ပါတယ်။သူတို့ပစ်ခတ်တဲ့တနက်ကြီးစံဟာကိုဝင်းခိုင်ရဲ့ခါကိုထိမှန်ခဲ့တာပါ။ကြီးစံဟာကတရားလမ်းကို ထောက်ပြီးသူ့ခါကိုလာမှန်ခဲ့တာကြောင့်သွေးထွက်ရုံမျှသာဒဏ်ရာရပြီးကံကောင်းခဲ့ပါတယ်။ကိုဝင်းခိုင်တို့စင်တိုးကြီးရွာကနေပြောင်းရွှေ့ခဲ့ပြီး ရက်20ခန့်အကြာတညနေခင်းမှာတော့ရွာမှာကြံခဲ့တဲ့ရက်သားတွေအောက်ရွာကိုထွက်ပြေးလာကြပါတယ်။အေကအမြောက်တပ်ကိုဝင်သိမ်းတော့မယ်ဆိုတာကြောင့်ရွာတွေကရက်သားတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရုတ်တရက်မောင်းထုတ်ခဲ့ကြတာပါ။စုစုပေါင်းထွက်ပြေးလာသူ180ခန့်ရှိပါတယ်။တချို့ကနှီးစက်ရအိမ်တွေမှာတဲခူကြတယ်။အများစုကတော့အောက်ရွာကစာတင်ကျောင်းမှာနေထိုင်ကြပါတယ်။ ရွာကန်တွေထွက်ပြေးသွားပြီးတဲ့နောက်မှာတော့အိမ်တွေမှာကြံခဲ့တဲ့ပစ္စည်းတွေကြောက်ဝတ်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခိုးယူစားတောက်လိုက်ကြတယ်လို့ကိုဝင်းခိုင်ကဆိုပါတယ်ပြန်ဖတ်မယ်စုစုပေါင်းထွက်ပြေးလာသူ180ခန်းရှိပါတယ်တချို့ကနီးစက်ရအိမ်တွေမှာတဲခူကြတယ်အများစုကတော့အောက်ရွာက စာတင်ချောင်းမှာနေနေကြပါတယ် ရွာကန်ကြီးထွက်ပြေးသွားပြီးတဲ့နောက်မှာတော့အိမ်ဒီမှာကြံခဲ့တဲ့ပစ္စည်းတွေ၊ကြက်တွေ၊ဝက်တွေကိုသစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခိုးယူစားတောက်ပြစ်လိုက်ကြတယ်လို့ကိုဝင်းခိုင်ကဆိုပါတယ်။ကိုဝင်းခိုင်တို့ဟာစင်တူးကျေးရွာကနေအောက်ရွာကိုပစ္စည်းတွေပြောင်းရွှေ့ပြီးတိတ်မကြခင်မှာပဲမြို့သစ်ဘက်ကိုထပ်မံပြောင်းရွှေ့ဖို့အကြောင်းဖန်လာပြန်ပါတယ်။အောက်ရွာမှာလည်းနံပါတ်ကယုံနဲ့ချောင်းတစ်ခုသာချတာကြောင့်တကယ်တမ်းတိုက်ပွဲဖြစ်လာရင်အရန်သားတွေထိခိုက်နိုင်တာကြောင့်ပါ။ဒါကြောင့် အာရခတ်တတော်အေအေကရတသားတွေကိုဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့အတိပေးကြတယ်။ရတသားတွေကိုသူတို့ကိုယ်တိုင်လိုက်လံပြောင်းရွှေ့ပေးကြတယ်။ကိုဝင်းခိုင်ပါဝင် အောက်ရွာကရတသားတွေဟာနိုဝင်ဘာ၁၂ရက်နေ့မှာ မြို့တစ်ကူချက်ချင်းပြောင်းရွှေ့ကြရတယ်။မြို့တစ်ဟာအောက်ရွာရဲ့မြောက်ဘက်၄မိုင်ကျော်အကွာဝေးမှာရှိတာပါ။ကိုဝင်းခိုင်တို့အောက်ရွာကထွက်လာတဲ့အချိန်အောက်ရွာနဲ့မြို့တစ်ကြားတစ်လျှောက်မှာအေအေစစ်သားတွေရောက်နေကြပြီလေဖြစ်ပါတယ်။ နောက်ရက်မှအိမ်မှာကြံခဲ့တဲ့ပစ္စည်းတွေကိုလာတဲမဲလို့စီစဉ်ခဲ့ပေမဲ့နောက်ရက်မှာတော့အမ်းမြို့ဘော်ကလမ်းတွေအားလုံးကိုအေအေကပိတ်ဆို့ထားလိုက်ပြီးဖြစ်ပါတယ်။ကိုဝင်းခိုင်နေနဲ့အေအေစစ်သားတွေပေါ်ကြောက်စိတ်ဖြစ်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။အကြောင်းကတိုက်ပွဲမဖြစ်ခင်အချိန်ကအရဲသားတွေကိုနေရာပြောင်းရွှေ့တဲ့ကိစ္စရွက်တွေကိုအေအေစစ်သားတွေကလိုက်လံကူညီပေးတာတွေကိုတွေ့မြင်ကြားသိနေရတာကြောင့်လည်းဖြစ်ပါတယ်။နဘခယုံကျုပ်ကို ေကတိမ့်ပိုက်တော့မဲ့အချိန်မှာတိုက်ပွဲတွေကပြင်းထန်လာပါတယ်။ကိုဝန်းခိုင်တို့မျိုးတစ်ပတ်ရောက်ပြီးမကြခင်မှာတိုက်ပွဲတံတွေစကြားလာရပါပြီ။အမ်းမျိုးကန်တွေကလည်းဘေးလွတ်ရဖို့စစ်ဆောင်ကြဖို့ပြင်ဆင်ရတော့တယ်။တချို့ကမကွေးဘက်ကိုပြေးကြတယ်။တချို့ကအေးဆိုးမှုထားတဲ့တက်တောင်ဘက်ကိုထွက်ပြေးကြတယ်။ဒါကြောင့်ကိုဝန်းခိုင်တို့လည်းအမ်းမျိုးမှမိုင်းတရားကျော်ဝေးတဲ့မကွေးမျိုးကိုစစ်ဆောင်ဖို့စဉ်းစားရပါတော့တယ်။အမ်းမင်းဘူးကားလန်တလျှောက် အာရခတပ်တော်နဲ့စစ်ကောင်စီတပ်တွေရှိနေကြတယ်။တချို့နေရာတွေမှာတိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်။ဒါကြောင့်လန်ခီယာပုံမှန်တိုင်းကားဆိုင်ကယ်တွေစီးသွားလို့မရဘူး။စစ်ဆောင်သူတွေအားလုံးရခိုင်ရိုးမာကိုဖျက်ပြီးဒေါ်လန်တိုင်းလမ်းလျှောက်ကြရမှာဖြစ်ပါတယ်။ရခိုင်ရိုးမာရဲ့ဒေါ်လန်ကျွမ်းကျင်သူလမ်းပြကစစ်ဆောင်ရောက်တရာကို လူစုတယ်။ပြီးရင်ပတ်စံကောက်ပြီးလမ်းပြပေးပါတယ်။လမ်းပြကြီးကပထမဆုံးကတူကို ကြက်9000သာဈေးပေါက်တာပါဆစ်ဆောင်သူများလာတဲ့အခါမှာတော့တူကိုကြက်တသိန်းခွဲအထိဈေးမြင့်တက်သွားပါတယ်လမ်းမလျှောက်နိုင်သူတချို့ကတော့အထံသမားငားရမ်းကြပါတယ်ဆစ်ဆောင်တွေဟာမိတိပစ္စည်းကိုမှမတည်ယူနိုင်ကြောဘုတ်တစ်လုံးနဲ့ကိုလိုယုံထွက်ပြေးခဲ့ကြရတာပါကိုဝင်းခိုင်တို့လည်းလမ်းမှာစားတောက်ရန်ပြင်ဆင်ထားတဲ့ထမင်းဟင်းတွေကိုတခါရဲစားတောက်ပြီးထမင်းကြိုင်ကို ဖုံးကြီးเจ้าမှလှူဒန်းခဲ့ပါတယ်အမ်းမျိုးကနေ သူတို့စထွက်တဲ့အချိန်ကညနေ9နာရီရခိုင်ရိုးမကိုအမောင်ထဲမှာခြေလင်းဖြတ်ကျော်ရတာဖြစ်ပါတယ်။ချောင်းတွေစမ်းနေတဲ့ကဖြတ်သွားရပါတယ်။တောင်နေရံတွေကိုဖြတ်ကျော်ရတယ်။ညဘက်မီးမထွန်းရဖုံးမတုံးရလင်းမြန်းတမ်းကြားတဲ့အခါအလုံးဝစ်နေကြရတယ်။အမောင်ထဲမှာဖြည်းဖြည်းချင်းလမ်းလျှောက်ရခြင်းဖြစ်တာကြောင့်ရှေ့မှာကြောက်ရှိပါကနောက်လူကိုလက်ကုတ်ကာတတိပေးရတယ်။လမ်းတစ်လျှောက်မှာချောင်းထဲပြုတ်ကျသူ ချော်လဲလို့ဒူးကွဲသူလေးဖြတ်သူတွေရှိကြပါတယ်။သူတို့အားလုံးဟာအမ်းမြူကနေစက်တမိုင်ကျော်အကွာမှာရှိတဲ့ပက်ကွေကိုသွားကြတာဖြစ်ပါတယ်။ပက်ကွေကိုမရောက်မီလမ်းမှာသူတို့တ냐အိတ်ကြရပါတယ်။မနက်9နာရီခန့်မှာတော့ဝါတိုဝါစာတွေနဲ့မီးမွေးပြီးမီးလုံဝင်ရကြပါတယ်။နှွေးတက်ရလာတဲ့အခါမှာလမ်းပြလို့သူကအခီးဆွတ်ထပ်ဖို့လာပြောတယ်။ဒါကြောင့်မနက်စာမစားရပဲပက်ကွေကိုထပ်မံခီးဆက်ခဲ့ကြပါတယ်။ ညနေ9နာရီလောက်မှာတော့သူတို့ပတ်ကွေးကိုရောက်လာကြပါပြီ။စစ်ဆောင်ထွက်ပြေးလာကြသူတွေထဲမှာပညာရေးမှူးစေယုံအုပ်ကြီးမိသက်ဦးစီးရာရှိလာဝကရာရှိရဲပြည်စစ်ပြေးတွေလည်းပါတယ်။အာခတက်တော်အနေနဲ့နဘခရှိရာအမ်းမြူကိုတိမ့်မယ်ဆိုရင်6လလောက်ကြာမြင့်နိုင်မယ်လို့ကိုဝင်းခိုင်ခံမှန်းထားခဲ့တာပါ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့တလားကြော်မြနဲ့တိမ့်ပိုက်ခဲ့တယ်လို့ဆိုရပါမယ်။ဒါကြောင့်ကိုဝင်းကင်တယောက် အမ်းမြို့ကြဆုံးခြင်းနဲ့ရုတ်တရက်ထွက်ပြေးခဲ့ရတဲ့အဖြစ်ကိုမယုံနိုင်ဘူးဖြစ်နေပါတယ်။သူတို့မိသားစုနေထိုင်ရာခိုးလုံရအိမ်ကိုရုတ်တရက်ထားခဲ့ရတယ်။သူတို့ပိုင်ဆိုင်ရာတီဗီရေခဲတက်တာစံကယ်နဲ့သူလှုပ်လှုပ်တဲ့ဆက်ပစ္စည်းတွေစတဲ့အရာအားလုံးကို ထားခဲ့ရတယ်။ဒီလိုဖြစ်ပျက်ခဲ့တာ သူ့အတွက်တော့အိမ်မက်မတ်နေတယ်လို့ပါပဲ။ကိုဝန်ခိုင်တို့ မကွေးမြို့ကိုရောက်ခဲ့တဲ့ဒီဇင်ဘာ20ရက်နေ့မှာ ာရခတတ်တော်အေးဟာနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခကိုအပြီးပိုင်တိမ့်ပိုက်လိုက်ပါပြီ။နဘခဒူတိုင်းမူဗိုလ်မှူးချုပ်တောင်ထွန်းတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းတို့ကိုအေးကအရှင်လက်ရဖမ်းဆီးခဲ့မိပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ပြီးရင်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာစစ်ကောင်စီလက်လွတ်ဆုံးရှုံးလိုက်ရတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုလည်းဖြစ်ပါတယ်။ဂွန်းခိုင်တို့မိသားစုဟာ ဘေးလွတ်ရာကိုလက်မတင်လေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ပိုင်ဆိုင်သမျှပစ္စည်းတွေအလုံးကိုထားခဲ့ရတာကြောင့်နေရာအစ်မှသူတို့ဘဝအစ်ကိုပြန်ဆနေကြရပါတယ်။လက်ရှိမှာအမ်းမြို့ကိုပြန်ဖို့ဘလို့မှမဖြစ်နိုင်တော့သလိုကြံခဲ့တဲ့ပစ္စည်းအလုံးကိုလည်းကိုဝင်းခိုင်တယောက်မေထားလိုက်ပြီလို့ဆိုပါတော့တယ်။